ကမ္ဘာမြေကြီးရဲ့ဆွဲငင်အောင်ရှာဖွေတွေ့ရှိခဲ့တဲ့ Newton သူ့အကြောင်းပြောမယ်ဆိုရင်ပန်းဒီကမပါမဖြစ်လို့ဖြစ်နေတယ်အဲ့အကြောင်းဒီနေ့ဗီဒီယိုမှာကျွန်တော် ပြပြပေးသားမယ်ဗီဒီယိုထဲမတွေ့ခဲ့မှာကျွန်တော် channel မှာကျွန်တော်ထည့်နေတာဖြစ်ဖြစ်ကျွန်တော်တိတိကျကျရိုက်ကိုကျွန်တော်ဖြစ်ဖြစ်ဒီဖုန်းနံပါတ်ဆက်သွယ်လို့ရတယ် ISS Newton လို့ပြောမယ်ဆိုရင်နက္ခတ်ဗေဒပညာရှင်မဟုတ် physics ပညာရှင်မဟုတ်သေးဘူး chemistry ပညာရှင်အဲ့ဒါတွေအကုန်လုံးပေါင်းပြီးတော့ပညာရှင်တယောက်ဆိုရင်ဘယ်လိုခေါ်မလဲအဲ့လိုခေါ်တဲ့လူအဲ့လိုခေါ်တဲ့စကလုံးတော့မရှိသေးဘူးအဲ့လူက ISIS Newton အရန်ဝန်တော်တယ်အစိုးရဝန်ထမ်းလည်းလုပ်ခဲ့ဘူးတယ်တီထွေမှုကောင်းများစွာလည်းသူဖန်တီးခဲ့ဘူးတယ်ဆိုတော့သူ့အကြောင်းပြောရမယ်ဆိုရင်နည်းနည်းတော့ရှေ့လိုက်စိတ်ရှိရှိတော့နားထောင်ရတယ်လို့သူမွေးတဲ့အချိန်ကနေပြီးတော့အဆောင် ကမ္ဘာမြေကြီးမှာကျွန်တော်တို့အခုလက်ရှိသုံးနေတဲ့ပြက်ကလေးက Gregorian calendar လို့ခေါ်တဲ့အဲ့မတိုင်ခင်မှာပြက်ကလေးပေါ့များစွာထွက်ပေါ်ပြီးမှ Gregorian calendar ထွက်ပေါ်လာတယ်ဆိုတော့အခုလက်ရှိကျွန်တော်တို့သုံးနေတာ Gregorian calendar အဲ့မတိုင်ခင်ထွက်လာတဲ့ calendar တွေကအများကြီးပဲဆိုတော့အဲ့အကြောင်းကိုကျွန်တော်နည်း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 ရှင်းပြရမယ်ဆိုတော့ Now video တစ်ခုမှာကျွန်တော်ဒီပြက်ကလေးနဲ့ပတ်သက်ပြီးတော့ ဖြစ်လာတဲ့ history အကြောင်းကျွန်တော်နောက် video တစ်ခုမှာကျွန်တော်ရှင်းပြပေးသွားမယ်အခုတော့ကျွန်တော် Newton အကြောင်းကိုပဲကျွန်တော်ပြောပြပေးသွားမယ်ပြောတဲ့နေရာမှာလည်းအချင်းညို့ပဲကျွန်တော်ပြောပြပေးသွားမယ် Okay နော်စမ်းဆိုတော့အင်္ဂလန်မှာသူတို့တုံးခဲ့တဲ့ပြက်ကလေးအရာ1642ခုနှစ် December လ25ရက်နေ့မှာ Newton ကိုမွေးဖွားခဲ့တယ် December လ25ရက်နေ့ဆိုတော့ Christmas နေ့မှန်တယ် ဆိုတော့ဒါပေမဲ့အဲ့ပြက်ကလေးမှာတော့ Christmas နေအခုကျွန်တော်တို့လက်ရှိသုံးနေတဲ့ Gregorian ပြက်ကလေးနဲ့ကြောက်ကြည့်မယ်ဆိုရင်1643ခုနဲ့ January 4ရက်နေ့မှာသူမွေးဖွားခဲ့တယ်ဆိုတော့သူမွေးနေ့ကတော့နှစ်ခုရှိတယ်သူကဘယ်ဟာကို celebrate လုပ်ကြလဲလို့မေးတယ်ဆိုရင်ကျွန်တော်တို့ဒီ December 25ရက်နေ့ကျရင် Christmas နဲ့အတူတူပေါင်းပြီးတော့ Newton ရဲ့မွေးနေ့ကိုလည်းကျင်းပကြတယ်ဆိုတော့နောက်တစ်ခု January 4ရက်နေ့ကျရင်လည်း Newton ရဲ့မွေးနေ့ဆိုပြီးတော့ကျင်းပခဲ့ကြတယ်ပြီးတော့နောက်တစ်ခုက25ရက်နေ့ပြီးတော့ လေးရက်နေ့ထီကိုညူတန်ရဲ့မွေးနေ့10ရက်တိတိကိုကျင်းပတဲ့အဖွဲ့ရလဲတသက်ရှိရယ်ညူတန်ရဲ့မွေးနေ့ကိုဘယ်တော့ကျင်းပလဲဆိုရင်ပြောရမယ့်အဖြစ်ကတော့၃ခုရှိနေလိမ့်မယ်၃ပုံစံမျိုးကျင်းပတယ် cultural ၃ခုအနေနဲ့ကျင်းပတယ်ညူတန်မမွေးခင်တည်းကသူ့အဖေကတည်ဆုံးသွားရယ်ညူတန်ကျောင်းတက်နေတော့မှ John Bird ဆိုတဲ့ The Mystery of Natural and Art ဆိုတဲ့စာအုပ်ကိုသူငငယ်လေးတော့သူဖတ်ခဲ့ဆိုတော့အဲ့စာအုပ်ကြောင့်ပဲညူတန်ရဲ့တီချွေမှုပေါင်းများစွာရဲ့အစလို့ပြောလို့ရတယ်ဆိုတော့ဒီစာအုပ်ဖတ်ပြီးတော့တော်တော်များများအရာတွေသူ experiment တွေလုပ်ခဲ့တယ် science နဲ့ပတ်သက်ပြီးသူအမ များကြီးကိုစိတ်ဝင်စားခဲ့တယ်။ကျွန်တော်တို့အများစုသိတာပန်းတရာနျူတန်ခေါင်းပုံပြုတ်ကျပြီးတော့မှ gravity ကိုရှာဖွေတွေ့ရှိသွားတယ်ဆိုပြီးတော့ပဲအများစုသိကြတာ။ But တကယ် history ကတော့အဲ့လိုမဟုတ်ဘူး။ဆိုတော့အဲ့အကြောင်းကိုဒီ details ပြောရမယ်ဆိုရင်ဒီ video မှာရှင်းသွားလိုက်မယ်ဗျာ။နောက် video မှာကျွန်တော်ထပ်ပြောပြမယ်။အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ details ကိုကျွန်တော်ဒီ video မှာကျတော့ညူတန် lifestyle ကိုကျွန်တော်လည်းလေးပြောပြအောင်။ဆိုတော့ ငငယ်ရဲရသူကရေနာရီတို့တခြားဖန်တီးမှုတွေအများကြီးသူတိတိလေးလေးရသူလုပ်ခဲ့တယ်။ဆိုတော့သူကျောင်းတက်တဲ့နေရာဘယ်နေရာလဲလို့မေးရဆိုရင်ကျွန်တော် Cambridge University မှာရှိခဲ့ Trinity College မှာသူကျောင်းတက်ခဲ့တယ်။ဆိုတော့သူကျောင်းတက်နေတုန်းမှာပဲသူ library ကိုသွားပြီးတော့စာတွေအများကြီးဖတ်ခဲ့တယ်။သူဖတ်ခဲ့တဲ့အဓိကစာရေးဆရာနှစ်ယောက်ရှိတယ်။အဲ့ဒါဘယ်သူလဲလို့မေးရဆိုစာရေးဆရာတော့မဟုတ်ဘူးအတွေးကောပညာရှင်နှစ်ယောက်။အဲ့နှစ်ယောက်ကဘယ်သူလဲဆိုတော့ Aristotle နဲ့ Galileo နဲ့ဆိုတော့ဒီနှစ်ယောက်အကြောင်းသူအများကြီးသိလာခဲ့တယ်။ Aristotle ကစောင်းတုံးမှာဘယ်လိုရေးတာလဲလို့မေးတယ် ဆိုရင်ပစ္စည်းတစ်ခုကဥမာဂဲလုံးတစ်ခုကကဘာမြေကြီးကိုဘာလို့ပြုံးကြရလဲလို့မဲဆိုတော့အဲ့ဂဲလုံးကကဘာမြေကြီးကိုချစ်လို့တဲ့ ဆိုတော့ဒါအရစ္စတိုတဲရေးရတဲ့ theory တခုနောက်တစ်ခုကပါလဲဆိုအရစ္စတိုတဲအဲ့စာအုပ်ထဲမှာပဲနောက် theory တခုရေးတာတဲ့ဆိုတော့မိဖို့တွေကဘာလို့ကောင်းကင်ဘုံပြန်သွားလဲလို့မေးရဆိုမိဖို့တွေကကောင်းကင်ကိုချစ်လို့ဒါပေမဲ့ဒီအားတွေမဟုတ်မှန်တကယ် reality မဟုတ်မှန်သူကောင်းကောင်းလေးတည်ရဲ့ဒါပေမဲ့ဒီဟာတွေကဘာကြောင့်အဲ့လိုမျိုးတွေဖြစ်လာလဲဆိုတဲ့ဟာကိုသူရအောင်လေ့လာမယ်ဆိုပြီးတော့စိတ်နှိမ့်ခဲ့တယ်။ Galileo ရဲ့ဟာလည်းသူတော်တော်များများရှာပြီးဖတ်တယ်။ Galileo ကလည်း astronomy, physics, chemistry အဲ့ဒါတွေအကုန်လုံးပေါင်းပြီးတော့ပဲ theory တွေအများကြီးထုတ်ခဲ့တယ်။ဆိုတော့သူကြောင်းတက်နေတဲ့အချိန်မှာရောကတခုပြန့်နှံ့သွားတယ်။ အယောဂါကအခုကျွန်တော်တို့ကိုဗစ်ဖြစ်တယ်လို့မျိုးပဲကူးစက်ရောဂါဖြစ်တဲ့အတွက်မှာအကြောင်းတွေကိုလော့ခ်ဒေါင်းချပြီးတော့ကျွန်တော် home stay လုပ်ဖို့တော့အင်္ဂလန်မှာဟိုးအရင်ထဲကသူတို့စပြီး rule တွေထုတ်ခဲ့တယ်။အဲ့လို rule တွေထုတ်ခဲ့တဲ့အချိန်မှာသူကြောင်းပိတ်ပြီးတော့သူနေတဲ့နေရာရဲ့အိမ်ကိုသူပြန်တယ်။အိမ်ပြန်တဲ့အချိန်မှာပဲဒီပန်ဒီကညူတဲခေါင်းမော်ပြုံးကြတယ်။ခေါင်းမော်ပြုံးကြပြီးတော့မှပဲတဆင်းသူ graphic တွေကိုရှာဖွေတွေ့ရှိခဲ့တယ်ဆိုတော့သူအသက်40ကျော်အထိကိုမှသူ invention ပေါ့များစွာသူဖန်နေခဲ့တယ်ကျွန်တော်တို့ခုမိုးချွာပြီးတော့မြင်ရတဲ့တက်တက်ဟာလဲ ဒါ new tech shock တွေတွေ့ရှိသွားတာဆိုတော့ကျွန်တော်တို့ဒါအလင်းဖြူကနေပြီးတော့သုံးမြောက်ဖန်တို့ဖြတ်တဲ့အခါမှာအလင်းရောက်ခုနှစ်ခုထွက်တယ်အဲ့အလင်းရောက်ခုနှစ်ခုကတတန်းအရာဆိုပြီးတော့ကျွန်တော်တို့ဒါခရမ်းမင်းနဲ့အပြအစိမ်းအဝါးလေးမို့အနိဒါတတန်းမှာကျွန်တော်တို့ရှိတဲ့ business ကလား7ကလားဆိုတော့အိုက်ကာခုနှစ်ခုကိုလေ Newton ပဲရှာဖွေတွေ့ရှိခဲ့တာဆိုတော့ဒီနေရာမှာကျွန်တော် Newton ဆိုပြီးဇေကလုံးတုံးနေရတာမှာကျွန်တော်ကိုကျွန်တော်နည်းနည်းလေးအော် guilty ဖြစ်လာတယ်ဗျာဆိုတော့သူကတကယ် တာမန်လူတယောက်မဟုတ်တော့ဆိုတော့သူက scientist တယောက်ဆိုအိုက်ထပ်ပို့ပြီးတော့တွေးခုပညာရှင်တယောက်သူ့ကျွန်တော်ဒီနေ့မှာဆရာဆိုပြီးကျွန်တော်သုံးလေးတင်တယ် but အကန်တော်မများလည်းပြောခဲ့ပြီးသွားပြီဖြစ်တဲ့တော့မှ Newton engineer ကနေပြီးတော့ကျွန်တော် respect အပြည့်ကျွန်တော်ပြလိုက်ပါတယ်ကျွန်တော်ရဲ့ favorite scientist တယောက်ထဲမှာ Newton လည်းပါနေဆိုတော့ Newton ထုတ်ခဲ့တဲ့ဥပဒေ၃ခုကိုကျွန်တော် life မှာအရင်ဆုံးဝင်စားတယ်အဲ့ဒါဘာတွေလဲလို့မေးရဆိုရင် number 1ချက် inertia law ဆိုတော့ newton first law လို့ခေါ်တယ်ဆိုတော့အရာဝတ္ထုတစ်ခုကိုကျွန်တော်ဒီလိုအရာဝတ္ထုတစ်ခုကိုဘာ force မှတော့မပေးဘူးဆိုရင် ဘာ reaction မှတော့မထီဘူးဆိုရင်ဒီအရာဒီတိုင်းပဲဖြစ်နေမှာပဲအဲ့ Newton ပြောမှလာငါလည်းတည်တာပဲဆိုတော့တချို့ဟာတွေရှိနေလိုက်မယ်ဒါပေမဲ့ကျွန်တော်ပြောရမယ်ဆိုရင် Newton အိုက်ခက်ကအိုက်ခါရှာဖွေတွေ့ရှိခဲ့တဲ့ဟာအကြီးပဲလို့ပြောလို့ရရပဲနံပါတ်1ချက် Newton second law ကဘာလဲလို့မေးလဲဆိုရင် ဆိုတော့ကျွန်တော်တို့အကုန်လုံးသိတဲ့အတိုင်းပဲ gravity f ma ဆိုတဲ့ဟာကို newton second law မှာရှာဖွေတွေ့ရှိခဲ့တယ်။ဆိုတော့ newton third law ကဘာလဲဆိုတော့ဒါကျွန်တော်ရဲ့ favorite ပဲ။ဆိုတော့ science မှာတည်းမဟုတ်ကျွန်တော် life မှာပါအများကြီးအသုံးချလို့ရတယ်။ဆိုတော့ newton third law က to every action there's a equation of the side of reaction ဆိုတော့ action တိုင်းမှာ reaction တစ်ခုရှိနေဆိုတော့ကျွန်တော်ဒီအရာကိုတွန်းလိုက်ရင်ဒီအရာရွေးရမယ်ဟိုဘက်ကိုရွေးရမယ်ဒီဘက်ကိုရွေးရမယ်အကြောင်းအရာနှစ်ခုပဲရှိမှာဒီဘက်ကိုတွန်းရင်ဟိုဘက်ကိုရွေးမယ်ဟိုဘက်ကတွန်းရင်ဒီဘက်ကိုရွေးမယ်ဆိုတော့ that newton ရဲ့ third law ပဲဥမာအကြောင်းအရာတစ်ခုကျွန်တော်ဖြစ်ချင်တယ်ဗျာဆိုတော့အဲ့ဒါကိုကျွန်တော်ကြိုးစားမှဖြစ်မယ်အဲ့ဒါလည်း action ချိမှ reaction ဆိုတာချက်လာမှာအဲ့ဒီဘောတရားအတိုင်းပဲဘယ်နေရာမှာမဆိုကြိုးစားမှရမှာကြိုးစားတာလည်းကျိုးစားနေမှန်မှပဲရမှာဆိုကျွန်တော်ဒီညနေနေလေးထပ်ဖြည့်ပြီးလိုက်ချင်တယ်ဆိုတော့ နျူတန်ရဲ့အကြောင်းပြောရမယ်ဆိုရင်နျူတန်အင်္ဂလန်ရဲ့ထိန်းချုပ်ရေးငွေကြေးထိန်းချုပ်ရေးမှာလည်းသူအစိုးရဝန်တန်းအနေနဲ့သူလွတ်လုပ်ခဲ့တယ်။ဆိုတော့အဲ့ဒီအချိန်ကဘရင်နေရှိမှာ theory တစ်ခုရှိရတယ်။အဲ့ဒါဘာ theory လဲလို့ပြောမယ်ဆိုရင်ညာနည်းနည်းလေးတော့မိုက်ချိုရဲ့ဆန်တဲ့ theory လို့ပြောလို့ရတယ်။အဲ့ဒါဘာလဲဆိုတော့တိပ္ပံပညာရှင်နေရှိမှာဆိုတော့ဂဲလုံးတစ်ခုရှိရဗျာဆိုတော့အဲ့ဂဲလုံးတစ်ခုကဒါ philosophy philosopher stone လို့ခေါ်ရဂဲလုံးတစ်ခုဗျာဒါဘရင်နေရဲ့ခံယူချက်အဲ့ philosopher stone ဆိုတဲ့ရှိတဲ့လူတွေကဘာလုပ်လို့ရလဲလို့မေးရဆိုတော့အဲ့ stone နဲ့အဲ့ရဲ့ခဲလုံးနဲ့ဗျာဒီခဲတွေကိုတော့ထိလိုက်မယ်ဆိုအဲ့ခဲတွေကရွှေအဖြစ်ပြောင်းလဲသွားမယ်ဆိုပြီးတော့အဲ့ click အဲ့ခါဘယင်တွေရဲ့ယုံကြည်ကြတယ်ဆိုအဲ့လိုယုံကြည်ပြီးတော့မှတစ်ဆင့်ဘာလို့လဲလို့မေးရဆိုရင်အဲ့လိုလူတွေကယုံကြည်လာတဲ့ပုံမှာရွှေရတဲ့ဖြည်းဖြည်းနဲ့တန်မှုကြီးလာတယ်ဆိုတော့ဒါခဲကနေပြီးတော့တွေ့လာတဲ့ရွှေတွေဘာညာဆိုပြီးအဲ့လိုမျိုးလူတွေကရွှေကိုလိုက်ဝယ်တဲ့အပေါ်မှာရွှေကိုအတိုးလုပ်တဲ့လူတွေကတဖြည်းဖြည်းနဲ့များလာတယ်အင်္ဂလန်မှာအဲ့တော့ကျွန်တော်တို့သိတဲ့အတိုင်းပဲရွှေကိုအတိုးလုပ်တဲ့လူများလာတယ်ဆိုရင်ရွှေရတန်ဖိုးကရော့ကျသွားတယ်မာကတ်မှာ ဈေးကွက်ထဲမှာကျွန်တော်တို့ပစ္စည်းရအရမ်းများနေတယ်ဆိုရင်တန်ကြီးကကျော့သွားလိမ့်မယ်။ quantity အရမ်းများနေတယ်ဆိုရင်သူ့ရဲ့ value ကကျဆင်းသွားလိမ့်မယ်။အဲ့သဘောတရားဒါပေမဲ့ဒါ market မှာမဟုတ်ဘဲနေရာမှာမဆို quantity အရမ်းများနေတယ်ဆိုရင် value ကျဆင်းသွားလိမ့်မယ်။ value များများလိုချင်နေဆိုရင်တော့ quality ကောင်းကောင်းပေးနိုင်မှရမယ်။ ဒါ market သဘောတရားမှာမဟုတ်ဘယ်သဘောတရားမှာမဆိုအဲ့ economy ရဲ့ law အရှိနေတယ်ဗျာဆိုတော့ဒီ philosopher stone ရှိတဲ့လူတွေအကုန်လုံးဘေးကလိုက်ဖမ်းမယ်ဆိုတော့အဲ့လိုမျိုးရွှေအတုလုပ်တဲ့လူတွေအကုန်လုံးလိုက်ဖမ်းမယ်ဆိုပြီးတော့အဲ့အချိန်ကအိမ်မှာ lab ထားတဲ့လူတွေအိမ်မှာတခွဲခန်းထားတဲ့လူတွေအကုန်လုံးဘေးကလိုက်ဖမ်းတယ်အဲ့အချိန်မှာ newton တို့ဘာလို့ဆိုဘယ်နေရာမှာတခွဲခန်းတွေတော့ထားရလဲလို့ပြောဆိုမြေကြီးပေါ်မှာသူတို့လာစစ်တဲ့အခါကျရင်မြေကြီးပေါ်မှာဘာမှမရှိဘူးဒါပေမဲ့မြေအောက်အခန်းထဲမှာ laboratory ခန်းတွေသူတို့လုပ်လို့ရှိရဲဆိုတော့မြေအောက်ထဲမှာဖွဲ့ပြီးတော့သူတို့ဤပညာတွေသူတို့ရှာဖွေတွေ့ရှိပြီးလေ့လာချက်တွေအများကြီးရှိတယ်ဆိုတော့ newton တန်ရဲ့တင်ဆုံးရတဲ့အဓိကအကြောင်းရင်းဟာမာကယူရီလို့ပြောရမှမအောင်ဗျာဆိုတော့မာကယူရီဆိုတာအခြေတမျိုးပဲအဲ့ဒါဗျက်သားလို့ခေါ်တယ်ကျွန်တော်တို့သုံးတာကျွန်တော်တို့ reality မှာဘယ်နေရာမှာသုံးလဲလို့မြင်လို့ဆိုတာမိုမီတာမှာသုံးတယ်ဗျာဆိုတော့အဲ့ဗျက်သားကနျူတန်ကိုအဓိကတတ်လိုက်တာပဲလို့ပြောလို့ရတယ်ဆိုတော့ဘာဖြစ်လို့လဲလို့မြင်လဲဆိုရင်ဒီဗျက်သားရဲ့ mystery တစ်ခုရှိတယ်ဒီဗျက်သားကဘာကြောင့်တလို့ဖြစ်နေတာလဲအရေးလားသူ့ရဲ့ form ကအရေးလား solid လားကျွန်တော်တို့ဒါလုံးဝမသိဘူးဗျာအရေးလားအခဲလားတမအငွေလားအဲ့ဒါရဲ့ စင်ရင်ကိုလုံးဝရှာဖွေမတွေ့ရှိနိုင်ဘူး။အခုလည်းရှိသေးတယ်မာဂျူရီ။ဆိုတော့မာဂျူရီကြောင့်သိကျင်တယ်ဆိုရင်ကျွန်တော်နောက်ဗီဒီယိုတစ်ခုမှကျွန်တော်ထပ်ပြောပေးသွားမယ်။ဆိုတော့အဲ့မာဂျူရီကလည်း EJ ကပီရမစ်နဲ့ပတ်သက်ပြီးတော့အများကြီးဆက်နွယ်မှုတွေရှိနေတယ်။ဆိုတော့နျူတန်ကအဲ့မာဂျူရီနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့အတွက်သူအကျန်းလေ့လာခဲ့တယ်။ဘလောက်တောင်လေ့လာလဲလို့ပြောရဆိုရင်မာဂျူရီကိုမီးရှို့ပြီးသူလေ့လာခဲ့။မာဂျူရီကိုသူတောက်ကြည့်ပြီးတော့လေ့လာခဲ့တယ်။ဆိုတော့မာဂျူရီကိုတောက်ကြည့်တဲ့အပေါ်မှာသူ့ရဲ့အရသာချင်းနဲ့ပြင်းနေမကောင်းလို့သူပြောခဲ့။ ဆိုတော့သူတည်ဆုံးသွားပြီးနောက်ပိုင်းမှာ1928ခုနှစ်မှာ scientist ကြီး Newton တည်ဆုံးသွားတယ်ဆိုတော့အဲ့တည်ဆုံးသွားပြီးနောက်ပိုင်းမှာလူတွေကထပ်ပြီးတော့သူဘာကြောင့်ဆုံးသွားလဲဆိုတဲ့ report ကိုသူလိုက်ရှာတယ်လိုက်ရှာပြီးစစ်ဆေးကြည့်တော့အတိတ်ကဘာကြောင့်သူတည်သွားတာလဲလို့မေးတယ်ဆိုရင်သူခန္ဓာကိုယ်ထဲမှာ မာကျူရီတွေအများကြီးတွေ့နေရတယ်။သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးတွေ၊သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အောက်ဆီဂျင်တွေထဲမှာမာကျူရီအတိုင်းအတာအများကြီးပိုများနေတာတွေ့ရတယ်။ဆိုတော့ကျွန်တော်ဒီနေရာတွေသူ့အများကြီး respect ပေးလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့သူ့အကြောင်းပဲကျွန်တော်တို့အများကြီးသိရလိုက်ခဲ့တာ။သူ့အကြောင်းပဲဒီလောတုံးမှုဖြစ်လာခဲ့တာ။ဆိုတော့သူ့အကြောင်းပဲကျွန်တော်တက်တန်ဆိုတာသိလာခဲ့တာ။သူ့အကြောင်းပဲ gravity ဆိုတာသိလာခဲ့။ဆိုတော့သူ့အရင်ကျွန်တော်လေးစားတယ်ရန်လေကျေးဇူးတင်တယ်သူအသက်ကိုတော့ပဒါနာမထားပဲမာဂျူရီဆိုတဲ့အရှိကိုတော့တောက်ကြည့်ပြီးတော့မှသူလေ့လာခဲ့တဲ့အတွက် engineer အနေနဲ့ကျွန်တော် huge respect ပေးလိုက်ပါတယ် thank you ပါငါမိပြီးမှဆက်မြောင်း